online ပေါ်မှာတော့လူငယ် fighter သန်းစင်တဲ့ကိုဖြိုးဝေတို့ကိစ္စကတော့အတော်လေးကိုပလောရိုက်နေပါတယ်เนาะသန်းစင်ကဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှ Facebook မှာရောမီဒီယာတွေကိုခေါ်ပြီးတော့ရောဘာမှမပြောပေမဲ့တပက်က agent ဖြစ်တဲ့เนาะကိုဖြိုးဝေကတော့အတော်လေးကိုဒါသူ Facebook လူမှုကွင်းဆာမင်နာပေါ်မှာသန်းစင်ကဝင်မဲ့ပြီးတော့เนาะသူ့ကိုဘယ်လိုမျိုးတစ္ဆာဖောက်ခဲ့တဲ့အကြောင်းတွေရောအကုန်လုံးကိုထုတ်ဖော်ပြောကြားလာခဲ့ပြီလေဖြစ်ပါတယ်သန်းစင်က သူ့ကိုထိုးပွဲပြီးလို့ရှိရင်ပါစံ3ပါစံမပေးချင်လို့เนาะသူနဲ့လမ်းခွဲလိုက်တာเนาะသူကကြတော့တန်းစင်ကိုဒေါ်လာ3000နဲ့စားချုပ်နှီးပါရှိတဲ့စားချုပ်တစ်ခုရအောင်စွမ်းဆောင်ပေးခဲ့ပြီးတော့စားချုပ်ရတာနဲ့เนาะစားချုပ်ရတာနဲ့တခါလေတန်းစင်ကသူတို့နဲ့လမ်းခွဲလိုက်ပြီးတော့သူတို့အဖွဲ့အစည်းကိုနော်ကိုဖြိုးဝေတို့ကိုရုပ်မာသွားချောင်းကိုဖြိုးဝေကပြည်သက်တွေကိုချပြခဲ့တာဖြစ်ပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တန်းစင်ကတော့ဘာမှတော့ဖြေရှင်းထားတာကိုမတွေ့ရဘူး။ဒါပေမဲ့ကျွန်တော်တို့အသွင်းသတင်းလေးတွေအစထားကြားရတယ်။အဲ့ဒါကတော့တန်းစင်ကိုယ်တိုင်ကအခုလိုမျိုးတော့ကိုဖြိုးဝေပြောတယ်လို့မျိုးစာချုပ်ရလို့လမ်းခွဲတာဟိုဟာဖြစ်တာဒီဟာဖြစ်တာမျိုးမဟုတ်ပဲနဲ့သူ့အနေနဲ့ကိုဖြိုးဝေနဲ့ကြတော့အစကလေးကလည်းတိတ်ပြီးတော့မရင်းနေဘူး။ဒီတခါကျတော့တန်းစင်ဟာနော်သူ့ရဲ့အကိုထွန်းလင်မိုးကသူ့ရဲ့နီးပြားလေးဖြစ်တယ်ဆရာလေးဖြစ်တယ်နော်။တိုင်းတဲ့ကိုသွားလို့ရှိရင်လေတချို့သောသူတွေကအလုံးလေးသိပါတယ်နော်ကိုဖြိုးဝေတို့ချင်းပါပဲဒါ ပွဲမတိုင်ခင်မှာကစားရတယ်ဗျာကိုဖြိုးဝီတို့အေဂျင်ကပဲအဆအဆုံးတော့အာလုံးလုံးဆောင်ပေးတာကိုတွေ့ရတယ်ဒါမဲ့အသက်ဆင်ကြတော့တယောက်တည်းပဲရက်တည်ခြင်း ਨੇ ကိုဖြိုးဝီကြီး ਨੇ ပဲလုံးရမယ်ဆိုတာမျိုးမဟုတ်ပဲနဲ့ဒါသူ့ရဲ့အကူကသာသူ့ရဲ့ဆရာဖြစ်တယ်သူ့ရဲ့နီးပြဖြစ်တယ်နော်သူ့ရဲ့အကူကသာအကုန်လုံးယုံကြည်စိတ်ချရဆုံးနော်ဖြစ်တာဖြစ်တဲ့အတွက်တန်စင်ကအခုလိုမျိုးတယောက်တည်းရက်တည်ဖို့အတွက်နော်သူတို့ဖွဲ့နဲ့သူတို့သွားဖို့အတွက်ကိုဆုံးဖြတ်လိုက်တာဖြစ်ကြောင်းဒါတရေအစမ်းအနာလေးတွေထွက်လာတယ်နော်သူတို့ညောပြန်လဲပြီးတော့သိမြင်ရင်တော့ကောင်းတာပေါ့ဗျာ ကျွန်တော်တို့မြန်မာအချင်းချင်းကုလိုမျိုးဖြစ်တာလုံးဝမကောင်းဘူးအရင်လေရှက်ဖို့ကောင်းပါတယ်နော်အချင်းချင်းပြန်လဲဆွေးနွေးပြီးတော့နှိမ့်နိုင်တော့ပို့ပြီးတော့အဆင်ပြေမြဲတင်တယ်အခုလိုမျိုးကိုဖြိုးဝင်နေတဲ့လဲဒါတန်းစင်ထူပွေးနေမှနာမည်ဖြစ်တယ်လို့မျိုးကုလိုမျိုး online ပေါ်မှာခဏခဏသင်နေရတော့လုံးဝမကောင်းပါဘူးတန်းစင်ကိုယ်တိုင်ကလည်းဒါဒါဖြိုးဝေကိုနော်ပြန်လဲပြီးတော့သင်မြောက်အောင်သူ့အနေနဲ့ငွေမဲ့ပြီးတော့ဟလာငွေငွေကိုကြည့်ပြီးတော့ခုလိုမျိုးဆုံးဖြတ်ခဲ့တာမဟုတ်တဲ့အကြောင်းဒီတီတီချက်ချက်ကိုရှင်းပြဖို့လွယ်တဲ့အကြောင်းကိုဒီကနေပဲနေရာအဆင်ပြေဖို့တော့ဒါ ဒီကြဖို့တော့သင်ဆက်ပေးလိုက်ပါရဗျာ